ဂျမေကာနိုင်ငံစီဥတီ၍ရှားနေတဲ့ဟာရီကိန်းမဲလစ်ဆာကအခုနှစ်ရဲ့အင်အားအပြင်းထန်ဆုံးမုန်တိုင်းဖြစ်လာနေတယ်လို့သိရပါတယ်။ American မိုးလေဝသပညာရှင်တွေကမုန်တိုင်းရဲ့နောက်ဆက်တွဲဖြစ်လာမယ့်ရာသီဥတုကြမ်းတမ်းပြင်းထန်မှုတွေဟာအရန်ဆိုးနိုင်ပြီးဂျမေကာကမ်းရိုးတန်းကိုမုန်တိုင်းဒီရေလိုင်းတွေအပြင်းထန်ရိုက်ခတ်လိမ့်မယ်လို့သတိပေးထားပါတယ်။ Caribbean ပင်လယ်ထဲမှာရှိတဲ့ကျွန်းနိုင်ငံကို Hurricane Melissa ကလာမယ့်36နာရီအတွင်းဖြတ်သန်းဝင်ရောက်ဖို့ရှိနေပါတယ်။မုန်တိုင်းရဲ့လေတိုက်နှုန်းက တနာယီ195မိုင်လောက်ထိပြင်းထန်လာနေပြီး category 5အဆင့်အားအကောင်းဆုံးမုန်တိုင်းမျိုးဖြစ်လာခဲ့ပါတယ်။မုန်တိုင်းရွေးရှားဖြတ်သန်းတဲ့အချိန်ကြောင်းဟေတီနဲ့ဒိုမီနီကန်နိုင်ငံတွေမှာအ ਨੇ ဆုံးလူ၄ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။မုန်တိုင်းကတိုက်ခတ်နှုန်းပြင်းသလောက်ရွေးရှားတဲ့မြန်နှုန်းကြတော့နှေးပါတယ်။အထက်ဘက်ကတော့မုန်တိုင်းဖြတ်သန်းတဲ့လမ်းကြောင်းတစ်လျှောက်ဒေသတွေဟာစိုးရွားပြင်းထန်တဲ့ရာသီဥတုတန်ကိုပိုပြီးအချိန်ကြာကြာခံစားရမယ်ဆိုတာပါပဲ။ American ရဲ့အမျိုးသား Hurricane Center NHC ကတော့လေတိုက်နှုန်းပြင်းထန်မှုအရမဲလက်ဆာဟာကမ္ဘာပေါ်မှာအခုနှစ်အတွက်အားအကောင်းဆုံးမုန်တိုင်းဖြစ်လာတယ်လို့ပြောကြားခဲ့ပါတယ်။အောက်တိုဘာ29ရက်နေ့ထိအချိန်ဤအရမဲလက်ဆာဟာဂျမေကာမြို့တော်ကင်းစတန်ရဲ့အနောက်တောင်ဘက်144မိုင်အကွာမှာရှိနေခဲ့ပြီးဂျမေကာဘက်ကိုဖြည်းဖြည်းချင်းရွေ့ရှားလာစေပါ။ American အမျိုးသား Hurricane Center ရဲ့ကြေညာချက်မှာတော့မုန်တိုင်းကြောင့်ဖြစ်ပေါ်လာမဲ့မိုးတဲတဲထန်ထန်ရွာသွန်းမှုတွေ၊လေပြင်းတိုက်ခတ်မှုတွေနဲ့လှိုင်းရိုက်မှုတွေကလူအသက်တွေကိုချိန်ချောင်နိုင်ပြီး အတိုင်းအတာကြီးမားတဲ့ပျက်စီးမှုတွေနဲ့ကြုံတွေ့နေနိုင်တယ်လို့သတိပေးဖော်ပြထားပါတယ်။ဂျမေကာအစိုးရဟာမုန်တိုင်းတန်အဆိုးဆုံးခံစားရနိုင်ခြေရှိတဲ့နေရာတွေမှာယာယီခိုလုံရေးစခန်း900နီးပါးကိုစီစဉ်ပေးထားပြီးကေဇယ်ကြီးအဖွဲ့တွေကိုလည်းကြိုတင်တက်လှမ်းထားပါတယ်။ဂျမေကာဝန်ကြီးချုပ်ကလည်းအန်ဒီယေဇုံတွေမှာနေထိုင်တဲ့ဒေသခံတွေအနေနဲ့အာနာပိုင်တွေရဲ့စီစဉ်ပေးမှုမှာပူးပေါင်းပါဝင်ပြီးအ мян ဆုံးကြိုတင်ရွှေ့ပြောင်းကြဖို့လူမှုကွန်ရက်ပေါ်မှာတိုက်တွန်းရေးသားခဲ့ပါတယ်ရှင်။